အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမြူရေးသားတဲ့မရောက်ပွင့်တို့ကြွေးလေးပြီးဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်။တိတ်ဆိတ်လာတဲ့မနက်ခင်းမှာမမခိုင်ရဲ့ဖះစာရွက်တန်းကမတိုးမကျပေါ်ထွက်နေသည်။မနက်အိယာထသည်နှင့် မမခိုင်ဖះရခိုးမြီပြီးလင်မမခိုင်အမေကို အစာပြေပြင်ဆင်ပေးပြီးမမခိုင်ဈေးသွားရမည်ဈေးနှင့်အိမ်ကိုသွားရသည်မှာ တနေ့ကိုအခါပေါင်းမနေပြီ ထို့ကြောင့်လဲမမခိုင် ဆိုင်ကယ်ဝယ်ထားခဲ့ခြင်းဖြစ်သည်ခက်တီကမောင်းရန်လူလိုသည် မမခိုင်ဆိုင်ကယ်မမောင်းတံလူရှာရသည်မှာမလွဲမမခိုင်ကက်စီမနေတော့လဲနည်းနည်းတော့စကားပြောရသည်စားစရာဆိုလင်ဘာစားစားကြွေးလိုက်တော့လဲပတ်စံကိုဆိုလင်စဉ်းစားသည် ထို့ကြောင့်မဲ့ လူရှာရခက်သည်လားမပြောတတ်ပေလူရှာခိုင်းနာတော့သူမှာပြန်ပေါ်မလာသေး၍ကြုံရလူနှစ်သာအသွားပြန်လုံနေရသည်ဟဲ့အောင်ဒါလောက်တက်တာတဲ့အလုပ်ကွာဥပသိန်းဇာနိအားပြောနေရင်မှစိတ်မရှိတော့ပဲအော်လိုက်တော်သည်ဦးလေးပြောတာမှန်နေဒါပေမဲ့အစဉ်ပြေမပြေမသိသေးဘူးလေဘာမပြေစရာရှိလဲကွာမင်းကဘာခိုင်းလို့လဲအစရေကဆိုင်ကယ်မောင်းရမယ်ဆိုရင်ပြီးနေတာပဲကိုဦးလေးပဲမမခိုင်းက အပေါင်ခံတာဆိုင်ငယ်ကဘယ်နှစီဆက်ဘင်းကဘလောက်ရွှေတွေကဘလို့ရှိတာသူ့ဇီဝတသက်ကိုကအဲ့ဓာတွေစုံနေတာပဲပြောနေရလေ။ဩဒါတော့ကွာငါမင်းကိုတိအောင်ပြောပြတာပါ။သူ့ကိုဆိုင်ငယ်မောင်းပေးပြီးအပုတ်အကျိုးလို့ဒါပဲမလား။အေးဟုတ်တယ်။ဘလောက်ရမှာလဲ။မင်းလည်းအလုပ်ရှိသေးတာမှမဟုတ်တာဇာနီယာတရက်ကိုမရဘူးဆိုရင်တော့6000 9000တော့ရမှာကွာ။မင်းအမေကို3000လောက်ပြန်ပေးလိုက်အောင်ဘလောက်အဆင်ပြေလဲ။ဦးလေးပြောတာမဆိုးဘူး။ လုံးမယ်လေဘရော့စားလို့ရမလဲမင်းခုလှုပ်ချင်ခုထားလို့လို့ရတယ်လာသွားမယ်ခုချင်ဆိုသူသွားအောင်မှာမဟုတ်ဘူးဟဲ့နေကြပါဦးမမခိုင်ဆိုတာဘယ်မမခိုင်လဲငါလည်းနည်းနည်းပါးပါးပြောသွားပါဦးအနားတွင်ထိုင်နေသောဇာနိအမေဒေါခင်တက်ကမေးလိုက်သည်ကိုအပေါင်ခံတဲ့အိမ်ကလေစတိုးဆိုင်လေဖွင့်ထားတယ်လေဒေါခင်ရင်ဝင်းတို့အိမ်လေဩဒေါခင်ရင်ဝင်းသမီးအတိုးပေးတဲ့ခန်းခန်းကိုပြောရလားဟုတ်တယ်ဩအေးအေး ဒေါခင်တန်ထိုမြသာပြောလိုက်ပြီးဘာမှမပြောတော့၍ဇာနီတို့ထွက်လာကြသည်အိမ်ထဲမှာညီမဖြစ်သူနွဲ့နွဲ့နှင့်စကားပြောရင်းမမခိုင်အိမ်ရှိထွက်လာလိုက်ပြီးဆိုင်ကယ်မောင်းရန်အတိရှာကြည့်လိုက်သည်ခိုင်ခိုင်ရေဒီမှာလူရခဲ့ပြီမမခိုင်ရက်နေတော့အိမ်ရှိသူရှောက်လာရင်ဥပသိန်းပြောလိုက်သည်ဥပသိန်းကြောင့်မမခိုင်နှောင်းမှပါလာတော့လူကို ကြည့်လိုက်သည် လူပုံမှာခန့်ငငယ်ပင်ရှိသေးပြီး အသားဖြူဖြူပိမ့်ပိမ့်ပပပင်ရုပ်ရည်မှာကြည်ကောင်းတည်တဲ့တွင်ပါ၍ဇပင်ကလည်းတက်တက်ရရဖီးထားသည်မမခိုင်သူ့ကိုအ깨ခတ်ကြည့်သလိုသူကလည်းမမခိုင်ကိုအသေးချာပြန်ကြည့်နေသည်မမခိုင်မှာအရက်ရှိရှိအသားဖြူဖြူနှင့်ပါတိတ်ဝမ်းဆက်ဝတ်ထားပုံမှာအမြဲဝတ်တည်ထင်ရပြီးတနက်ခါမှာမျက်နှာလက်ခြေထောက်စောအောင်လိမ့်ထားသည်ဝေတိုးပြေး၍အထယ်ဆိုင်ဖွင့်ထားသော အပြိုကြီးပီတသည်ဟုပင်ဇာနီမှတ်ချက်ချလိုက်သည်နမည်ဘယ်လိုခေါ်လဲဇာနီပါဥပသိန်းသူ့ကို ပြောပြပေးပြီလားပြောပြပြီးပါပြီအဲ့ဒါဆိုကျမဈေးသွားတော့မယ်ဥပသိန်းကတော့ညနေမှလာတော့ဟုတ်ကဲ့ဇာနီမင်းဆိုင်ကိုသိရမလားသိပါတယ်အဲ့ဒါဆိုငါသွားပြီ ဥပသိန်းပြောပြီးထွက်သွားသည်ရော့ဆိုင်ကယ်တော့ဆိုင်ကယ်သွားထုတ်လိုက်ငါဆိုင်ကိုအရင်သွားမှာမဟုတ်ဘူးဈေးထဲမှာအကျွေးသွားတောင်းအောင်ပါဇာနီဘာမှပြန်မပြောပဲ ဆိုင်ကယ်သွားထုတ်လာလိုက်သည်ဈေးထဲတွင်တဆိုင်ဝင်တဆိုင်ထွက်မမခိုင်သွားရနောက်သို့ဇာနီလိုက်နေရသည်အတုပ်ဆိုင်တွင်လည်းဇာနီအားအတုပ်များအတင်းကျွေသည်မမခိုင်ရန်တွေ့သည်ကိုလည်းတွေ့ရသည်ဈေးဝယ်ပြီးအထည်ဆိုင်ကိုလိုက်ပို့ပေးရသည် အထည်ဆိုင်မှခေါ်ထားသောကောင်မလေးကဖွင့်ထားနှိပ်၍မမခိုင်ခဏသာနေပြီးအိမ်ပြန်လာခဲ့သည်မမခိုင်ဆိုင်မှနေတော့ဇာနီ ဈေးချင်းနှောင်းကိုအိမ်ပြန်ပို့ပေးရသေးသည်အိမ်ပြန်ပို့ခိုင်းတော့လေအိမ်တွင်လောက်ကန်ထားမိသူမရှိမမခိုင်အမေမှာအသက်အတော်ကြီးပြီဖြစ်ပြီးမမခိုင်ကဘာမှမလုပ်ခိုင်းမဲထားသည်မမခိုင်ညီမမှာလည်းစမ်းမရေးမကောင်းသူဖြစ်၍အိမ်တွင်ဖွင့်ထားသော စတိုးဆန်တွင်သာ တနေကုန်ထိုင်နေတတ်သည်မမခိုင်တို့မှာမောင်နှမများသည့်ကိုတော့ဇာနီသိထားသည်တိရအောင်လေဥပသိန်းကပြောပြသည် မောင်နှမများတော်လည်း မခိုင်တို့အင်ကြီးထဲမှာမမခိုင်ရဲ့မမခိုင်အမေရဲ့မမခိုင်ညီမရဲ့ဒါနေသည် ကျမ်းမောင်နှမများကအင်အောင်ကြကခွဲထွက်သွားကြပြီးတခါတရံသာ လာလိရှိသည်မမခိုင်ကိုအင်လဲပို့ပြီးဇာနီခုံတလုံးတွင်ထိုင်နေလိုက်သည်ဇာနီအင်ပြန်ချင်းပြန်လေထမင်းစားပြီးလာမှပြန်ထွက်လာခဲ့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ပြန်လိုက်အောင်မယ်ပတ်စံယူသွားအောင်မလားရရမမခိုင်ညနေမှယူမယ်နင်တို့မောင်နှမဘယ်နှယောက်ရှိလဲ ကျွန်တော်အမနဲ့ကျွန်တော်နှစ်ယောက်ပဲ။အော်နင်းအမနာမည်ဘယ်လိုခေါ်လဲ။ငါတိလားလို့။ဒေါခင်သက်။အော်တိရတိရမိတက်ကနင်းအမပေါ့။အင်းအမကိုမိတက်လို့ခေါ်ကြတယ်။အေးအေးရော့တမတိယူသွား။ရပါတယ်။ယူမာတာယူသွားကြမှာ။မမခိုင်ထပ်ပြောပြီးပေးနေ၍ဇာနီပါမမပြောတော့ဘဲယူလိုက်ပြီးပြန်လာခဲ့သည်။ထုံနေကမမခိုင်နဲ့ဇာနီပထမဆုံးစုံတဲ့နေ့ထုံနေနောက်ပိုင်းတွင် မမခိုင်နဲ့ပိုရင်းနှီးလာခဲ့သည်ဇာနီတို့မိသားစုကိုလည်းမမခိုင်ကယူတဆိုင်ရှိသည် ပဝန်းကျင်ကလူတွေကလည်းမျိုးစုံပြောလာသည်ကို မမခိုင်ရောဇာနီပါကြားနေရသည်မမခိုင်မှာများစွာအာယုံမထားတော့လေဇာနီမှာမမခိုင်ကို အားနာနေမိသည်မမခိုင်မှာကစေးနှဲပုံပေါ်တော့လေစိတ်ရင်းကကောင်းသည်ကိုဇာနီသိသည်ဇာနီနှင့်မမခိုင်တို့အခြေအနေကလည်း အများပြောကျင်စရာဖြစ်နေသည်ကိုလည်းမမခိုင်ရောဇာနီပါသိသည်မမခိုင်မှာဇာနီနှင့်အသက်အရွယ်ရနှစ်20လောက်ကွာသောကြောင့်လည်းလူပြောပုံများခြင်းဖြစ်သည်မမခိုင်နှင့်ဇာနီဤတန်ရောစဉ်မှာတိုးတိုးလာနေတော့လေနှစ်ယောက်စလုံးမတားဆီးမိကြယမလာလမနှင့်ပြောင်းလဲလာသည်နှင့်မမခိုင်နှင့်ဇာနီတို့တန်ရောစဉ်မှာလည်းအသွင်တစ်မျိုးပြောင်းလဲခဲ့သည်ဇာနီနှင့်မမခိုင်တို့တွဲသည်မှာနှစ်နှစ်ခန့်ရှိလာသည် မမခိုင်ကဇာနီနဲ့သူ့မိသားစုကို လိုလေသေးမရှိအောင်ထားသလိုဇာနီကလည်းမမခိုင်ကိုမျက်နှာတစ်ချက်မပြတ်အောင်ဂရုစိုက်သည်မမခိုင်ရေချိုးနေလျှင်ဇာနီတနခါတွေးပြီးစောင့်နေသည် မမခိုင်ရေချိုးပြီးလျှင်ဇာနီကိုယ်တိုင်မမခိုင်ကိုတနခါလိမ့်ပေးသည်မမခိုင်ကျွန်တော်တရက်လောက်နားကျင်လို့ဘာဖြစ်လို့လဲခေါင်းကိုက်နေလို့ဇာနီခုတလောခေါင်းကိုက်နေသလားလို့ဟုတ်တယ်မမခိုင် ကျွန်တော်ခေါင်းကက်ကက်နေတယ်ဆေးတောက်တာမပြောင်းရင်စီကံသွားပါလားမမခိုင်လိုက်ပို့ပေးမယ်လေရပါတယ်ခဏလောက်အိတ်လိုက်ရင်တတ်တတ်သွားမှာပါအေးလေအဲ့ဒါဆိုလဲနာဒီမှာပဲအိတ်လိုက်ပါမမခိုင်ကိုဇာနီပါမပြန်မပြောတော့ပဲအိမ်ထဲဝင်လိုက်ပြီးအခန်းလူတစ်ခုထဲတွင်ဝင်အိတ်နေလိုက်သည်ဇာနီမမခိုင်စီမှာအလုတ်လုတ်ပြီးတလားလောက်ကြာချိန်တွင်အိမ်သိပ်မပြန်ပြစ်ပဲမမခိုင်တို့အိမ်မှာ အနေများခဲ့သည်မမခိုင်ရန်ကုန်သွားလျင်လဲဇာနီအမြဲလိုက်ရပြီးတခါတလေမမခိုင်ကဆွေမျိုးထဲမှကလေးများပါခေါ်ပြီးရန်ကုန်ကိုသွားတက်သေးသည်ခရီးတူသွားတာများ၍လဲဇာနီတို့ပိုရင်းနှီးခဲ့ကြခြင်းဖြစ်သည်ဇာနီမနေ့ပြန်ရန်ကုန်သွားမှာနော်ကျွန်တော်အလုံးပြင်ဆင်ထားပြီးပြီဇာနီအမေကိုရော ပြောပြီးပြီလားဘာမှအုံးမလဲမေးလိုက်အောင်နော် အမေကိုပြောပြီးပြီထွေထွေတူတူဘာမှမမှပါဘူးဒါနဲ့ ဟိုတကာကမမခိုင်ဝင်းမာထားတဲ့ဝမ်းဆက်တွေနဲ့ပစိုးတွေဝင်းယူရအောင်မယ်နော်။음ဟုတ်တယ်။ပြီးတော့ပြီးတော့ဘာဖြစ်လဲပြောလေ။မမခိုင်နဲ့ကျွန်တော်နဲ့ဖះပေါ်မှာရိုက်ထားတဲ့ပုံလေးအဲ့ဒါလည်းယူရအောင်မယ်နော်။ဟုတ်တယ်လေ။အဲ့ဒီလုံးတွေကပုံအသေးကိုယူလိုက်ရမှာ။မမခိုင်ကပုံကြီးပဲလိုချင်နေတာကိုမမခိုင်ကိုအပြစ်တင်နေရလား။အဲ့လိုမဟုတ်ပါဘူးမမခိုင်ရဲ့။ကျွန်တော်ကဘာလို့မမခိုင်ကိုအပြစ်တင်ရမှာလဲ။မမခိုင်ဘာမှမပြောဘဲကြည်နေသည်။ နောက်တနေ့မမခိုင်နဲ့ဇာနီရန်ကုန်တွင်အထယ်ဝယ်ပြီးဓာတ်ပုံရွေးရန်အခဲ့သောဆိုင်ကိုရောက်နေသည်ဓာတ်ပုံများရ၍ပတ်စံရှင်းပြီးဆိုင်ထဲမှအထွက်တွင်အာခေါင်းကလေးတာမမခိုင်ဟာဇာနီဆိုင်ရှိတွင်မျက်လုံးများမှိတ်ပြီးလက်နှင့်ခေါင်းကိုနှိမ်ရင်းပြောလိုက်သည်နေဘူးလို့လားစည်းကမ်းသွားမလားအေးလေးတောက်လိုက်ရဇာနီ မမခိုင်ကားငှားလိုက်အောင်မမခိုင်ပြောပြီး အာရှမကြီးဘူးကို ဇာနိလက်ထဲထည့်၍ရှေ့ကိုလျှောက်သွားလိုက်သည်မမမမမမခိုင်ဇာနိရှေ့ထွက်သွားသောမမခိုင်ကိုကြည့်ပြီး တုံ့ီသော တန်ဖြည့်ခေါ်လိုက်ရင်းအယုတ်ကျိုးပြန်လဲကျသွားသည်ဇာနိခေါ်တန်ကြောင်းလက်ကြည့်လိုက်သောမမခိုင်ဇာနိလဲကျသွားတာမြင်လိုက်၍အော်ရင်ပြေးသွားသည်တပ်ပုံဆိုင်မှကူညီဖြင့်ဇာနိစိတ်ဝင်ရောက်သွားသည်မမခိုင်အင်ကိုဆက်သွဲ၍ အခြေအနေပြောပြပြီးဆရာဝန်စီထွက်လာခဲ့သည်။ရှင်။ဟုတ်ကဲ့။တေချာအောင်ရောက်ကြည့်ပါမယ်ဆရာ။ဆရာဝန်ပြောလိုက်သောစကားတို့ကြောင့်မမခိုင် မျက်လုံးများဝါး၍နှလုံးခုန်မြန်ကဘာမှသတိမရပဲရှိသည်။ခဏနေမှဆရာဝန်အားစကားပြန်ပြောနိုင်ခဲ့သည်။မမခိုင်ဆရာဝန်နှင့်ပြောပြီးဇာနီအခန်းစီပြန်လာခဲ့သည်။အခန်းထဲတွင်ဇာနီနိုးနေပြီးမမခိုင်ဝင်လာသည်ကိုငေးကြည့်နေသည်။ ဆရာဝန်ဘာပြောလဲမမခိုင်ဇာနီအမေကိုမမခိုင် ထိတ်လန့်သွားသည်ဘာမှမဖြေသေးပဲခဏမျှစိုက်ကြည့်လိုက်ပြီး အခုတော့ဘာမှအတိအကျမသိရသေးပါဘူးဇာနီရဲ့ဆရာဝန်ကခေါင်းကိုစစ်ကြည့်ခြင်းနဲ့တဲ့အဲ့ဒါမှတိတိကျကျသိရမှာဇာနီလက်ခံတယ်မလားမမခိုင် အားလုံးလုပ်ပေးမယ်နော် မမခိုင်ကျွန်တော်ချီနေက range ဥမှာဖြစ်နေတာလားယင် မမခိုင် ကျွန်တော်သိကျင်တယ်ဇာနီမမခိုင်လက်ကိုဆွဲရင် မေးလိုက်သည်မမခိုင်မျက်ရည်များဝေ့လာပြီးမဖြစ်သေးပါဦးဇာနီရဲ့တန်တရားဝေယုံမရှိပါသေးတယ်ဘာမှစိတ်မပူနဲ့မမခိုင်ပြအောင်ကုပေးမှာပေါ့ဒီယောဂကိုအခုထိမကုသနိုင်သေးပါဘူးမမခိုင်ရဲ့ဇာနီအခုတကယ်ဖြစ်လားမဖြစ်လားမသိသေးဘူးလေဖြစ်လာရင်လေမမခိုင်ကတော့ရအောင်ကုမယ်နိုင်ငံသားမှသွားပြီးကုမယ်အားနဲ့မန်းနဲ့ပြောလိုက်တော့မမခိုင်ကိုဇာနီငိမ့်ွေပင်ကြည့်နေပြီးမျက်ရည်များဝေ့လာ၍ မျက်နှာလွှဲကဘာမှပြန်မပြောတော့ဘဲညင်နေလိုက်သည်စေးစစ်ချက်ပြေထွက်လာသောနေ့တွင်ဇာနီရောမမခိုင်မှာအခန်းထဲတွင်သာနေနေကြပြီးဇယဝန်ကိုယ်တိုင်စေးစာလာဖတ်ပြသည်ဇယဝန်စေးစာဖတ်ပြီးသည်နှင့်ခေါင်းထဲမှာအကျိတ်တွေ့ရဆိုတာနဲ့ဘာမှတော့ပြောမရဘူးဇယတို့အနေနဲ့လည်းလှုပ်တင်တာလှုပ်ပေးမယ်ဒီလိုခေါင်းထဲပတ်သက်တဲ့ယောဂါတွေကိုအာမခံချက်တော့တည်တည်ချာချာမပေးနိုင်ဘူးအခုတော့စေးပေးလိုက်မယ်တပတ်တစ်ခါတော့ပြန်လာပြ အဆင်ပြေမလားဟုတ်ကဲ့ဆရာအဆင်ပြေပါတယ်တပတ်တစ်ခါလာပြပါမယ်ဒီယောဂါကအပြောက်ကုလို့မရဘူးလားဆရာအခုတော့ဘာမှပြောလို့မရသေးဘူးဘလောက်ကုန်ကုန်ပါဆရာကျမကုပါမယ်အခုတော့စေးတောက်ပြီးပြန်လာပြပေါ့အပြောက်ကုဖို့ကတော့တဖြည်းဖြည်းပေါ့ဟုတ်ကဲ့ပါဆရာမမခိုင်ပါမှပြန်မပြောလိုက်ခင်ဇာနီဝင်ပြောလိုက်သည်ဆရာဝန်ထွက်သွားပြီးမမခိုင်တို့ပစ္စည်းများတဲ့ကနေပြန်လာခဲ့ကြသည်အိမ်မလူများရော ဇာနိမိသားစုများကိုပါအမှန်တိုင်းပင်ပြောပြထားလိုက်ကြသည်ဈေးကုန်လင်းပြန်ပြလိုက်ဈေးတက်ပြီး၍တောက်လိုက်နှင့်ဇာနိကောင်းလေးကအကျိတ်များမှာတက်တာမလာပဲပို၍သာတိုးတိုးလာနေခဲ့သည်တတိလည်းခဏခဏမိကပြန်စင်းစားလင်ခေါင်းကြိုက်လာသည် တပတ်တွင်တစ်ခါလောက်ပုံမှန်လိုအန်သည်ဇာနိစိတ်ပြေလက်ပြောက်ဖြစ်အောင် တရံဇာနိနှင့်မမခိုင်တို့ စကားထိုင်ပြောနေကြသည် မမခိုင်ဇာနီချက်ကျွေးရဲ့ဟင်းတွေမုတ်တီတွေမစားရတာတောင်ကြာပြီမမခိုင်စားချင်ရင်ကျွန်တော်ချက်ကျွေးမှာပေါ့နောက်ရက်ကျမှချက်ဖို့ဝယ်လိုက်မယ်ဒါနဲ့မမခိုင်မမခိုင်ခန်းထဲကဗီဒီယိုပေါ်မှာ တင်ထားတာဘာဘူးလဲအဲ့ဘူးရှိနေတာဖြစ်ကြပြီခုမှဘာလို့မေးရလဲသတိမထားမိလို့လေအဲ့ဒါဇာနီပေးထားတဲ့ဗလောက်ပန်းတွေထည့်ထားတာအခုတော့ဗလောက်၆တွေပေါ့မမခိုင် အမှုမဲ့အမှတ်မဲ့ပြောလိုက်တော့လေဇာနီမျက်လုံးများမှိုင်းပြီးရီဝေသွားသည် မမခိုင်ကိုငေးကြည့်ရင်မှလေတံတူးတူးနဲ့ဒီနေ့ဘရောက်တွေပွင့်ရင်မမခိုင်ကိုခူးပေးနိုင်မှာတော့မလားမသိဘူးနော်။ဇာနီဆွေးဆွေးမြေ့မြေ့ပြောလိုက်တော့မမခိုင်မျက်နှာပြက်သွားပြီးဇာနီကိုစိုက်ကြည့်လိုက်သည်။ပြီးမှခူးပေးရမှာပေါ့ခူးကိုခူးပေးရမှာ။ဇာနီမမခူးပေးရင် မမခိုင်တသက်လုံးဘရောက်ပွဲမပန်တော့ဘူး။အော်မမခိုင်ရဲ့ကျွန်တော်အသက်ရှိသေး၍မမခိုင်မို့ခူးပေးနေဦးမှာပါ။ တော်ပါတော့ဇာနီရဲ့မမခိုင်တခုစီစဉ်ထားတယ်။ဘာများလဲမမခိုင်ရဲ့ဇာနီကို မမခိုင်ဒီမှာမကူတော့ဘူးနိုင်ငံသားမှသွားကူမယ်။မမခိုင်ရဲ့ကျွန်တော်အတွက်နဲ့မမခိုင်ပတ်စံတွေတိတ်ကုန်နေပါပြီ။အဲ့ဒါမင်းအတွက်မို့လို့ကုန်တာကုန်စမ်းပါစေ။မမခိုင်ဆုံးဖြတ်ပြီးပြီ။ပြအောင်ကိုကူမှာ။ကျွန်တော်မသွားချင်ဘူး။ဘာလို့မသွားချင်ရတာလဲ။မရဘူး။သွားရမယ်။ကျွန်တော်မသွားချင်ဘူးမမခိုင်ရဲ့။မမခိုင်စကားကိုမငင်းပါနဲ့။ တွားလိုက်ပါနော်မမခိုင်ရောဇာနီအမေကိုရောစိတ်မချမ်းသာစီခြင်းမူလိုက်ရင်မမခိုင် မြေးများဝဲပြီးပြောလိုက်၍ဇာနီမမခိုင်ကိုစိုက်ကြည့်ကဘာမှပြန်မပြောတော့ဘဲတက်ပြင်းသာချလိုက်သည်မမခိုင်နိုင်ငံသားတွားရန်စတင်စီစဉ်လေတော့သည်ဒီကြတဲ့ဇာနီအချီနေက ပိုဆိုးလာခဲ့သည်နိုင်ငံသားမထွက်နိုင်ခင်တနေ့ဇာနီတတိလက်သွား၍ဈေးရုံတင်ရမှအချီနေမှာ မမခိုင်နဲ့ဇာနီတို့ဘက်ကိုမတာနိုင်ခဲ့တော့ပါ မမခိုင်မောင်မမခိုင်ကိုအယမ်းချစ်တယ်ပြီးတော့တိတ်ကိုကျေးဇူးတင်တယ်ကျွန်တော်ကိုမောင်လို့ခေါ်စေခြင်းခဲ့ပေမယ့်မတင့်တော်မှဆိုလို့မပြောခဲ့ရဘူးမမခိုင်ဘလောက်တွေပွင့်ရင်မခိုးမပေးနိုင်တော့ဘူးနော်အိုးမောင်ရဲ့ဒါရီပြောမနေပါနဲ့တော့အတင်းသားနော်မမခိုင်တို့နိုင်ငံသားသွားပြီးကုဖို့စီစဉ်နေတာပြီးနေပြီလေနော် မမခိုင်ငိုရင်းမှ ပြောလိုက်တော့လေဇာနီဇာနီမျက်ရည်များကြားမှ ပြုံးလိုက်သည်ဖြတ်လိုက်ပါမမခိုင်မမေးကိုလည်းခရူးဆိုင်ပေးပါအောင်ဇာနီမှားလို့ဒီများကိုမှာပြီးမမခိုင်နဲ့စကားပြောရင်းမှ လူလောကကိုနှုတ်ဆက်ထွက်ခွာသွားသည်ဈေးရုံကန်းထဲမှာမမခိုင်ဤမောင်ဟုခေါ်လိုက်တော့အတန်ဒီတာပဲ့တင်ထက်ကြံခဲ့တော်သည်မမခိုင်ဇာနီအလောင်းကိုနေပြန်ယူလာပြီး အကောင်းဆုံးဖြစ်အောင်တကြိုပေးလိုက်သည် ထိုနေ့မှစ၍မမခိုင်သည်ရခင်မမခိုင်မဟုတ်တော့ပြီရက်လေဆွန်းတုတ်ပြီးမမခိုင်တရားစခန်းတစ်လဝင်ခဲ့သည် ထိုမှပြန်ထွက်လာတော့လေမမခိုင်စိတ်တို့မှမတည်ငြိမ်ဝက်စားပုံမှလည်းရခင်လိုမဟုတ်တော့အလှလည်းမပြင်းပြစ်တော့သည်မမခိုင်သာကြံ့ရှိတော့သည်လှပတက်ကြနေသောမမခိုင်သည်ဇာနီနှင့်အတူလိုက်ပါတည်ဆုံသွားခဲ့သည် မောင်ဇာနီ အသက်20နှစ်ရတောင်ပေါ်မှနမေကိုဖက်ပြီးမမခိုင်ဖျားစင်ရှိဗရောက်ပန်းများကိုကြည့်လိုက်သည်ဖျားပန်းဦးထဲတွင်ဗရောက်ပွင့်တို့ဝင်နေတော့လေမမခိုင်ကောင်းမှာတော့တပွင့်မှရှိမနေပါလေအဝိမှတင်းတင်းပြန့်လာတော့ဗရောက်ပန်းနှံတို့ကြောင့်မမခိုင်မျက်လုံးများမှိတ်ပြီးရှူရှိုက်လိုက်မိသည်မမခိုင်ကင်ထားတော့နာရီရတောင်ကိုဖျားစင်ဘေးမှစပွဲပေါ်ပြန်တင်လိုက်ရင် စိုက်ကြည့်နေမိပြန်သည် ခလေးများလာပြီးတော့ဗရောက်ပန်းများကိုမမခံရေးစေးပြီးဇပွဲပေါ်ရှိပန်းဦးထဲထိုးဆိုင်လိုက်တော့ပွင့်ဖက်တချို့မှာရက်တောင်လေးပေါ်သို့ကြာဆင်းသွားသည်ကိုကြည့်ရင်တယောက်တည်းခတ်တိုးတိုးပြောလိုက်မိရင်းမှပားပြင်ပေါ်သို့မျက်ရည်တချို့ကျလာခဲ့တော်သည်ဗရောက်ပွင့်လေးတွေတောင်မောင်နဲ့အတူကြွေခဲ့ပါပြီမောင်ရဲ့နာဆင်ပေးသူအားလုံးကို ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်